ယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနှင့်နိုင်ငံတကာသတင်းများကိုပို့ဆောင်ထိုးစုစည်းတင်ဆက်ထားတာပါမိုးကုတ်ဘက်မှာလက်ဖက်ခူးတဲ့လက်ဖက်ခူးတဲ့ကောင်တွေအကြောင်းပြောမယ်အဲ့ဒီလက်ဖက်ခူးတဲ့ကောင်တွေကိုအားကိုပြီးတော့အညာကတောသီးလေးတွေအကြောင်းပြောမယ်အခုမိုးကုတ်မှာအညာတောသီးနဲ့လက်ဖက်ခူးတဲ့ကောင်တွေချားရကြပြီဟဲ့လားဘာကြောင့်လဲဆိုတော့ဟိုမှာလက်ဖက်ခူးတဲ့ကောင်တွေကအခုမှမဟုတ်ဘူးဗျာ เนาะဒီကောင်တွေကစစ်တပ်ကိုသွေးလို့စမ်းတာအချိန်ပေါင်းကြောင်းများစွာဒီကောင်တွေကဝါရင်နေပြီအရန်เนาะအရန်ဝါရင်နေပြီအရန်နာလဲတဲ့နိုင်ငံကြီးကြောင်းစီရေးကြောင်းเนาะသေလိုက်လဲသူတို့ကဘရောမအစီရမသိအနောက်ကသိเนาะအစီရမသိဘူးเนาะအဲ့ဒီဘလို့လဲဆိုတော့ဒီအညာတော်သီးလေးတွေပေါ့เนาะဟိုဘလို့ပြောမဲဆိုတော့တာဇန်လေးတွေအညာတာဇန်တွေကိုအညာတာဇန်တွေကိုအညာဒူပိုင်းနေသခေါ်လာတာ တလားဒီဟိုလက်ဖက်ခူတော့ကောင်းနေဟဲ့အောင်လေးဟေးအညာတာဇန်လေးတွေမင်းတို့ငါတို့စီမှာလက်ဖက်ခူကိုစီးတယ်မင်းတို့လာခဲ့ဆိုပြီးတော့အဲ့လိုသခေါ်လာဟိုကအညာတာဇန်နေတော်သီးတွေကဘာမှမသိညာမသိနဲ့အာဒီကောင်လေးတွေမှာတို့လက်ဖက်ခူအားပြီးဆိုတော့ပျော်ပြီးတော့သွားရတာအုံနဲ့ကျင်းနဲ့သွားတာဟင်းဟိုကလက်ဖက်ခူတော့ကောင်းနေရဗဲဆားဆရာကြီးတွေလေဗျာနှစ်ပေါင်း60ကျော်90ဟမ် စားဆရာကြီးများကသိတယ်အနေထားဟာဒါဘလို့လဲကွာဒိန်းတကယ်ကျွန်တော်တို့နိုင်ငံတော်ကနိုင်ငံပိုင်ဟာလာလော်လဲလော်အာကျွန်တော်တို့အပြစ်ကရက်စဲတော့မယ်ကျွန်တော်ဒီနေရာဒီနေရာကျွန်တော်ပြန်မေးပါတော့မယ်ဘာညာတို့လို့အပန်လဲပြစ်လဲပြောတော်သီးလေးတွေနဲ့ဟိုဟိုဗါလဲတာဆန်လေးတွေကဒီလားအညာအညာဒူပိုင်းကတော်သီးလေးတွေနဲ့ဟိုအညာတာဆန်လေးတွေကဘလို့ဖြစ်လာလဲဆိုတော့ ဟာဒီကောင်တွေငါတို့တစ္ဆာဖောက်တယ်ဒီဒီလက်ဖက်ကူတဲ့ကောင်တွေငါတို့တစ္ဆာဖောက်တယ်ဆိုပြီးတော့အဲ့ဒီမှာကျုံးတာအခုမိုးဘုံမှာအချင်းချင်းကျုံးနေအဲ့ဒီဘွယ်ကြည့်ကောင်းတယ်ဗျာကျွန်တော်အဲ့ဘွယ်ကိုလေဖျားခင်းပြီးတော့အစေးအတိုင်းကြီးရတာဘယ်လိုဒီကျုံးကြမလဲဆိုတာကျွန်တော်အဲ့တော့အားရပါရထိုင်ကြီးတော့သိလားဒီဘက်မှာထောက်ဖို့လုပ်တဲ့ကောင်တွေကလည်းဘယ်လိုပြောလဲဆိုတော့အညာတော်သီးနဲ့ အညာတော်သီးနဲ့ဒီဒူဘန်ဒူအညာဒူဘန်ပေါ်ရတဲ့အညာဒူဘန်ကပေါ်ရတဲ့ဟုတ်လားဒီအဟိုဘယ်လိုပြောမလဲတော်တော်သီးနဲ့ဒီဟိုရင်းလေးတွေပေါ့တာဆန်လေးတွေကိုဟဲ့ကောင်းနေမင်းတို့ဒီလက်ဖက်လက်ဖက်ကူတဲ့ကောင်းနေမင်းတို့သမလုံးနဲ့ဟုတ်လားအချင်းချင်းနေမဖြစ်ကြနဲ့ဘာညာဆိုပြီးတော့တိလာဒီကောင်းနေဘယ်လိုလဲဒီကောင်းနေခွက်ခေါတောင်းစားတဲ့ကောင်းနေဟာတိလာအော်လိုင်းပေါ်မှာပြဿနာမတက်ဖို့အတွက်ညှိနှိုင်းဆွေးနွေးပြီးတယ်ပေါ့ ဟုတ်လားတကယ်လို့ဒီအညာတော်သီးတွေနဲ့နော်ဒီတာဆန်ကောင်တွေနဲ့ဟိုလက်ဖက်ခုတဲ့ကောင်တွေနဲ့အချင်းချင်းခြားကြမယ်ဆိုရင်ဒီကောင်တွေခွက်ပြောင်းမှာဟုတ်လားအခုချိန်ကြီးရတော့ခွက်ခေါ်တော့ကောင်ခေါ်တော့ခေါ်တော့ဘောပေါလားအခုချိန်ကြီးခွက်ခေါ်တော့ကောင်ရှိသေးတယ်နော်စစ်တပ်ကြီးကဒီလိုမျိုးတဝုံးဝုံးတချင်းချင်းနဲ့ပေါ်ပြီးတော့ဘုံသီးတွေချရလဲသူတို့ကအခုချိန်ကြီးသူတို့နိုင်လို့အဲ့ဒီအဲ့ဒီကောင်တွေကရှိသေးတယ်ဗျဒီကြားထဲလှုပ်သေးတယ်ဗျာ ။ဘာလဲ။ဘာဒုံဆိုင်ပဲ။ဟဲ့လောက်အောင်ဟိုဒီရက်တည်းမှာလေဟိုရုပ်စင်ဇာတ်ကခစ်ခစ်တိကိုဒုံဆိုင်ပဲဆိုတာလား။ဟုတ်လား။ခစ်ကိုဒုံဆိုင်ပဲလား။ဘာလဲအဲဇက်ကနာမယ်။ဒီဇက်ကထွက်လာလို့အာပါနိုင်ငံရဲ့ပြင်ပမှာတိုးကျုံအောင်ညာမှာလူမယောင်ငါပေါပေါတဲ့နေရာမှာနေပြီးတော့ဒီကောင်တွေကိုကိုရင်းလုံးမယ်ဆိုတာပဲဗာလဲဘလို့ဘလို့လဲ ကျွန်တော်မြန်မာလိုပြောမယ်ရေးဆိုရင်ဒီကောင်တွေဆန္ဒပြရတယ်ပေါ့ဒီကောင်တွေအားမပေးနဲ့ပေါ့အဲဒီလိုပုံစံမျိုးမင်းတို့ကောင်တွေမင်းတို့ကောင်ကိုကိုယ်တိုင်တော့နေမဲ့တိုင်းကြီးမဲနေတာမင်းတို့ကသွားပြီးတော့ဆိုးအောင်လုပ်တယ်တို့ပါတို့ပေါက်လို့ပဲသာဟိုမှာတိုင်းကြီးထဲမှာအေးအေးဆေးဆေးဟမ်အခုတွေ့လားမင်းတို့အဲ့ဒီအဲ့ဒီဇက်ကရိုက်တဲ့အမှုပညာရှင်တွေပါပြောဆိုလဲဟမ်ကျွန်တော်ကလေအစင်းဆုံးပြောရင်ငကူကလေတွက်လန့်တဲ့ဟိုကောင်ဘယ်လိုလဲ အခုဖမ်းသွားတဲ့ကောင်ဟိုဝဝတတုံနဲ့လေအေးအဲ့ဒီနှကောင်အေးတွက်လက်ကိုတော့ကျွန်တော်ကပြီးတယ်အုံတိုင်းအုံတိုင်းတွက်လက်နဲ့အုံတိုင်းနဲ့မှာတွက်လက်ကအလိုခင်လိုင်နဲ့ပေါင်လိုက်တော့ကျွန်တော်ကမကြိုက်ဘူးဘာကြောင့်လဲခင်လိုင်ရဲ့တစ်ချိန်ကဒီလန်ကိုစောက်ခဲ့ပြီးတော့ဟာလား55ခါဒီနဲ့လားဘာညာနဲ့ဆိုပြီးတော့တို့လိုညိန်ပြီးတော့မှအခုမှပြန်ပြီးတော့ဟာလားတော့ဇက်ကားဟိုပါလေဇလန်ဒိုလေးတွေဟာသလေးတွေလောက်တာတော့တော့လက်ကသပေါင်းတော့ကျွန်တော်တော့လက်ကိုနည်းနည်းတင်းသွားတယ်ကြည့်မရအောင် အွန်လိုင်းမှနေတယ်ဒီကောင်ကခွေးယူလို့ကောင်အွန်လိုင်းဆိုတော့ကောင်စောင်းအောင်တော့မရှိတဲ့အတွေးခေါ်မရှိတဲ့တကယ်တော်သီးတွေနဲ့လိုက်တယ်တကယ်တာဆန်းကောင်မင်းကရန်ကုန်မျိုးလေကောင်မှနေပြီးတော့မင်းဟာဟာသပေးတယ်ဟိဆိုတော့မင်းစဉ်းစားလေးကွာနိုင်ငံတော်ကမင်းတို့ဟိုးတဲ့အကျညာထားပြီးသားနော်သဘောပေါက်လားနိုင်ငံတော်လက်စီတောင်းဝန်ယူထားတဲ့နိုင်ငံတော်ရဲ့တောင်းဝန်ယူထားတဲ့အစိုးရကမင်းတို့ကိုကြော်ညာထားပြီးသားနော်ဒါ ဒီရုပ်ရှင်ဇက်ကားဆိုတာအတွေးခေါ်နဲနေတဲ့ပြည်သူတွေကို တွေးခေါ်လာတောက်မြေပြင်မှာ ဖြစ်နေတဲ့ဟာကိုကွင်းကွင်းကွက်ကွက်မြင်အောင်မင်းတို့ပြတာဒါကမင်းတို့ကသွားပြီးတော့ပြည့်ရဲ့ပြူတဲ့ပုံစံမျိုးနဲ့ဟာသပေးတော့ကိုသေးချင်းဆုံးနဲ့ကိုသေးရလေသေဘောဟုတ်တော့လားဟမ်ဒီကြားတဲ့ဟိုကောင်ဘာလို့လဲဟိုဒရိုက်တာဘာလို့လဲဟမ်အစိမ့်ပါလဲ ပုံမကြီးနဲ့အဲမင်းကတနာလို့ယောဂပဲမို့လို့နိုင်ငံတော်ကစောစောပုံပေါ်နဲ့ပြန်လွှတ်လိုက်တယ်အခုကမင်းကအရင်ငပိကျော်ကြိုက်တယ်ကောဟုတ်လားငပိကျော်အရင်ကြိုက်တယ်ကောငါတို့ကတော့ရီမှာလောင်မှာဟဲ့မင်းတို့စိတ်မစုံနဲ့ငါတို့ကတော့လောင်မှာကျိန်းသေးတယ်ဘာကြောင့်လဲဆိုတော့ငါတို့ပြောတဲ့စကားကမကြမ်းမားခဲ့တဲ့စကားတခွန်းထောက်ပြစောက်ထိုးပြောခဲ့တာ2021ကလေးကနေပြီးတော့စောက်ထိုးပြောလိုက်တဲ့ပြောလာလိုက်တဲ့စကားလုံးစကားလုံးတိုင်းမှာ တော့တို့မှားပွားတဲ့စကားတစ်လုံးစီရင်တစ်ချက်တော့ဗျဟဲ့အောင်ငါတို့ကဗေဒင်လည်းမတတ်ဘူးအကြာမြင်လည်းမရဘူးဒါပေမဲ့ငါတို့ကအုံတော်စီတယ်ပုံသတ်တတ်တယ်တွက်ချက်တတ်တယ်ဟမ်မင်းတို့ခေဆက်ဆက်လက်နဲ့ကင်ထားတဲ့သဘုံနေဟမ်ဘေခိကဘေဘူဂျုတ်ကိုတွန်းလောင်လို့နိုင်ခဲ့တာရှိတယ်လေအချက်ပြောကြရင်ငါတကားမကြားမိဘူးနော်ကြားမိလားကျွန်တော်မျိုးတွေရောကြားမိလားမကြားမိဘူးဟမ် ဘယ်ခက်ကနိုင်ခဲ့တာရှိတယ်ယနေ့ကျွန်တော်ပြောတာဒါကြောက်ခင်မဟုတ်ဘူးသဘောပေါက်လားလူတယောက်ဓာတ်ကြောင်လှန်တဲ့ကြောင်နဲ့တက်ထိုးတက်ခိုးရမယ်ခစ်စနစ်မဟုတ်ဘူးဒါပြောခဲ့တာအခုမှမဟုတ်ဘူးငိုတဲ့အစတဲ့ပြောခဲ့တာဟုတ်ခလုတ်လေးတွေနှိပ်ပြီးကျွီးချင်းကျွီးချင်းဆိုအခေါ်လုံးတောင်းပါလုံးလိုက်ကိုခြေပလိုက်လို့ရတယ်ခင်သဘောပေါက်လားဘောပင်လောက်ဟာနဲ့လေလူ၁၄၅ရောက်အယောင်း၃၀လောက်အုံးနဲ့အုံးနဲ့ပြေသွားနိုင်တယ်ခင်နားလေလားအတွေးခေါ်စီလား မင်းတို့အူတမတော်ကိုကြည်လို့မရလို့ဆိုပြီးတော့မင်းတို့လက်နက်တွေကြည်ရန်လက်လုံးသက်တွေအယ်လ်ကိုဟောသက်တွေတူမီသက်တွေကိုလုံးကြီးတွေပါလေမင်းတို့ကတော်တယ်မှာပါလေအမဲလိုက်တယ်များထင်တယ်လားဟမ်ဟဲ့အောင်လူလူများတိုင်းကြီးမှာဒလဝံလှုပ်တဲ့ကော်တော်မှလीဟိုရင်းနဲ့ကပိုင်နဲ့သဘောပေါက်လားမင်းတို့လိုမျိုးတူမီတို့ကိုလုံးကြီးတို့လက်လုံးသက်တို့မကင်ဘူးသဘောပေါက်လားနားလေလားဟမ် မင်းတို့မှအဲ့ကာဝိုင်တလောက်ကိုလူအယောက်၄50လीဓာတ်ပုံလှဲရိုက်နေတဲ့ပုံစံမျိုးနဲ့ဟမ်လူတွေကိုဟုတ်လားတော်သေးလေးတွေဟုတ်လားဟိုရင်းလေးတွေကိုတာဆန်တွေကိုသွင်းနေတဲ့အောင်မင်းတို့ကမြောက်ပြီးနေတာတိလားဟိုကတာဆန်တွေလေးတိလားဘာမှမသိဘူးဟမ်ကနန်းလို့ခေါ်နေတိလားအဲ့လိုခေါ်နေရဘာမှသိညာမသိနဲ့အမလေးတနတ်တလောက်ကိုပတ်ကြလေလှဲပြီးဓာတ်ပုံတွေရိုက်လိုင်းမို့တွေတရာအဟုတ်ကြီးတွေပြီးတော့ စပါဒီတက်စကန်တစ်ခုမှာငါမသိလို့မေးကြည့်မယ်ဆက်လက်ပဏလက်ရှိလဲဟိုကောင်ကြည့်လဲဆက်လက်နဲ့ဒီကောင်ကြည့်လဲဆက်လက်နဲ့ဟမ်မင်းတို့စဉ်းစားမင်းတို့အတွေးခေါ်တွေမတိမ်ညာနေတော့မင်းတို့တွေ့လာငါပြောခဲ့တာမင်းတို့စစအဖြစ်ဖြစ်ကြည်လေဟိုမှာထိုင်းနိုင်ငံမှာဝဲကျွဲတဲ့ drone တွေပူသက်စီဖြန်းတဲ့ drone တွေနဲ့စစ်တပ်ကိုရန်သက်သက်ဆာဟုတ်ပြည်သူတွေလည်းအသေးအပြောက်တွေနဲ့မင်းတို့လောက်လား အခုမင်းတို့သိချင်းဆုံးတော့သိတယ်မဟုတ်ဟိုကစစ်တပ်ကထုတ်တဲ့ drone တွေကပြဆက်လက်တွေပါတတ်စင်ပြီးတော့ဟိုမှဘုံသီးတွေကအတွဲလိုက်တွေကတတ်ပြီးတော့မင်းတို့အစ်မ radar နဲ့လိုက်ကြည့်တဲ့ drone ကတတ်အနှောနေရချက်ဟဲ့အောင်နိုင်ငံပိုင်မှာနိုင်ငံပိုင်တပ်မတော်မှာလေးသလားနိုင်ငံကဘတ်ဂျက်ဆိုတာရှိတယ်အဘောပေါက်လားဘတ်ဂျက်ချတာပြီးသားမင်းတို့လိုမျိုးလေးဟိုဘာကမ်းပိတ်ကြီးကြီး3000ကမ်းပိတ်တို့ဟုတ်လားဟိုဘာလဲမမမမเจ้าအထုပ်90ကမ်းပိတ်တို့ဟမ် စူးစဲထုတ်30ကံပိတ်တော့ရှိဘူးအမောပေါ့လားနိုင်ငံတော်ကစစ်သားတယောက်ကိုစေတံမွားပြီးရေးဆိုရင်သူရိတ်ခါနဲ့သူလာစာနဲ့သူရဲ့လက်နက်ခဲနဲ့အကောလုံးအနှောနေတော့ပတ်မိုးပေးတာအမောပေါ့တယ်နော်မင်းတို့အင်အားသားတဲ့အချိန်နိုင်ငံတော်ကဟာဝင်လို့မရတဲ့အချိန်တော့ပဲရိတ်ခါပြတ်တာတော့လက်နက်ခဲပြတ်တာတော့အဲ့လောက်ပဲကြုံတာအမောပေါ့လားမင်းတို့ကောင်နေမြင်ပါလေဟာစစ်တပ်ကဟာဟို လက်နက်ခဲရဲတို့စားတဲ့ရိတ်ကတို့ကြပြီမင်းတို့ရလို့တော့မင်းတို့ပြောတာဦးမင်းအောင်ဘုကျုံမင်းအောင်လည်းငါတို့ကလည်းပတ်မှုတယ်ပါညာမင်းတို့မင်းတို့ဖြစ်တဲ့အချိန်ကအဲ့လိုမျိုးဖြစ်တဲ့အချိန်ကဟမ်မင်းတို့ပြေော်နေတယ်အခုလိုသေချင်းဆုံးနဲ့သေတော့မင်းတို့ပြပြော်လေးသေရမှာဘာကြောင့်ငိုလဲဟမ်အခုလိုသေတဲ့ခါကျမှဟိုမာလာကပါလဲလင်းရင်နဲ့ဘုံကျဲတယ်တို့ပါတော့ငိုကြီးချက်မှာမငုံနဲ့ကိုယူရတဲ့လမ်းကိုရှောက်တဲ့လမ်း ပြည်သူဆိုတာနိုင်ငံမှာဥပဒေရှိတယ်2000ခြေဦးရှိတယ်အေးချမ်းကနေထိုင်နေတဲ့ပြည်သူကဒါအယိုးကအပွားကခြောက်လောက်မှပြည့်အောင်ကန်ဆောင်ဝင်းမရှိဘူးနားလဲလားမင်းတို့အဲ့လိုနေလားမင်းတို့ပြည်သူဆိုတော့ကောလီပဇာရပြည်သူပြောတဲ့အနောက်မှာလီဒါတွေတနတ်တွေမင်းတို့ကကန်ရတာအပြည်သူလားမင်းတို့စဉ်းစားလဲပြောကြအောင်ဟမ်အခုမိုးမိုးကုန်းမှာမင်းတို့စောင့်နေတယ်တဲ့စစ်တပ်ကိုလာရင်ခြာဖို့တဲ့ ဟိုမှာပလဟိုလက်ဖက်ကူတဲ့ကောင်တွေကတော့ဆုတ်ပေးလိုက်ပြီလက်ဖက်ကူတဲ့ကောင်တွေကဆုတ်ပေးပြီအဲ့တော့ကိုပမိုးကုတ်မိုးကုတ်မျိုးကကျူတူပါကြီးဆိုင်ဘုံမှာစောင်းနေတယ်ငပြတ်တယ်ငါမင်းတို့စဉ်းစားလေမင်းတို့ပြတ်သွားတာမင်းတို့ကိုအားပေးတဲ့ထောက်ခံတဲ့မင်းတို့တို့ခွက်ခေါက်တဲ့ကောင်တွေဟင်မင်းတို့ကိုပြပြီးတော့မြောက်ပြဆန်တောင်းပြီးတော့ခွက်ခေါက်စားတဲ့ပန်ဆယ်လိုတို့အိုင်းရင်တို့ မင်းတို့ဘလောက်ပေးလဲဟဲ့မင်းတို့ရသပံတလားကိုဘလောက်ဆိုတာမင်းတို့မှာရှိဘူးဟင်ဘလောက်ပေးတာရှိလဲမင်းတို့ကျွန်တော်ကလည်းဟိုဘက်မှာစကားလှည့်ပြောရသေးတယ်ခမင်းကလည်းစားဓမင်းကလည်းမထည့်ရတာမစားရသေးဘူးကျွန်တော်ကစကားဆက်ရအောင်ပြောချင်းလားတရားဝင်ဆိုရကားတဲ့ဘာလည်းနဲ့ဘာလည်းနဲ့ဝယ်ချင်လဲတဲ့အကုန်ရတယ်တဲ့သဘောတွေလိုချင်တဲ့ဝယ်လို့မရဒါတွေကွာတယ်တဲ့ဟုတ်တယ်ကိုစင်ရောကြီးနော် အခုတွေ့လားမင်းတို့တွေ့လားငါလေးမပြောခြင်းတွေ့လားမင်းတို့ဘုန်းတော်ကိုယ်ရေပြောခဲ့တယ်မင်းတို့မလုံနဲ့ဘာကြောင့်လဲဆိုတော့မင်းတို့ကြီးပဲဖေးတာမဟုတ်ဘူးကွာမင်းတို့ထားပြီးတော့တွေ့လားဟိုတာဆန်ဆန်ဆန်မင်းတို့တွေထားပြီးတော့ထားလို့တယ်မင်းတို့ကြီးပဲဖေးတာမဟုတ်ဘူးနားလဲလားအဲ့ဒီမှာဒေသမှာနေတိုင်းနဲ့မင်းတို့နဲ့ဝါရမတူတဲ့ပြည်သူတွေနော် ကိုတနေ့ရပဲ29ရက်နေ့ရနေပြီးတော့ပပလိုက်တာ29ရက်နေ့မနက်ပိုင်းတော့မီအဲ့ဒီမကွေးပါပါပဲအဲသမီးရောက်ပါနှစ်ယောက်နှစ်ယောက်လုံးကိုလက်ပြညိုတုတ်ပြီးတနက်နဲ့ပြတ်သက်တာနှစ်ထင်းနေဟင်အဲ့ဒီလူတွေရဲ့အသက်ကတယောက်က58နှစ်တယောက်က58နှစ်မင်းတို့စဉ်းစားကြဒီပြည်လူတွေမှာဟမ်မင်းတို့ကိုခူးခံနိုင်တဲ့ဒါချောင်းစီလားမင်းတို့သွားပြီးတော့အဲ့လိုသားတာတာ နေဘောလာညွန်ကြားရတာလေဘရတ်ဒီဟုတ်တယ်ကျွန်တော်တို့ကလေအခုကျွန်တော်နောက်ပိုင်း online ပေါ်မတက်ဘူးဟေးဆိုတာကမတက်ဖြစ်တာကကျွန်တော်မနေ့မနေ့ကျရင်9နိုင်ထားရတယ်ကြာအလုံးချိန်ညနေပိုင်းကျရင်9နိုင်6နိုင်9နိုင်အဲ့တော့မှပြန်ရတယ်ကျွန်တော်မှလူကြီးမျက်တွင်နေပါကြာအခုကျွန်တော်အလုံးပြုတ်သွားပြီအလုံးပြုတ်သွားပြီကောင်းတယ်ဗျဆော့တယ်လူဆော့တယ်ပါသွားတယ်เนาะကျွန်တော်လည်းအစင်းဆုံးပြည့်ဒီအဲ့ဒီနေရာမှာလည်းကျွန်တော်လည်း ရည်စီမဟုတ်ပါဘူးကျွန်တော်လောလောဆယ်ဟာလာစောင်းမတတ်တမ်းမတိုးရသေးတာရယ်သတိထွတ်ဆော့ထွတ်ဆော့မရသေးတာရယ်နဲ့ကျွန်တော်ခဏမိန်နေတာအခုကျွန်တော်လက်ထက်မှာစောင်းစားတာအလုံးပြည့်စုံဖြစ်သွားပြီနော်ထားပါတာကျွန်တော်ရဲ့ကိစ္စကျွန်တော်ပါကြောက် online ပေါ်မတက်လဲဆိုတော့ကျွန်တော်အလုံးချိန်ပြရတာများတာရယ်နော်နောက်ပြီးတော့ညီးပြင်းမှာကျွန်တော်အလုံးလုံးထဲမှာကျွန်တော်ထဲမှာတော့ PDF နဲ့သင်တန်းဆင်းပြီးလာတဲ့ကလေးတွေပါတယ်။ကြား၊၂ယောက်၃ယောက်ပထမစာရောက်စာရောက်တဲ့ရက်ကကျွန်တော်တရားအောင်နားကျွန်တော်ဟောတဲ့တရားအောင်နားရတယ်။နောက်ပိုင်းကျတော့ကျွန်တော်နားမှာအမလေးမင်းအွန်လိုင်းဘာဖြစ်တယ်ညာဖြစ်တယ်ပြောဟဲ့အောင်မင်းတို့နိုင်ငံရေးအကြောင်းမပြောနဲ့အမြင်ကမတူဘူးသူ့ဘက်ကိုယ့်ဘက်ရှိတယ်။မင်းတို့ပြောချင်းလားအပြင်ပေါ်မယ်လို့မအေးလို့ပြောလို့မရကျွန်တော်ခုတ်ပတ်လိုက်မှဒါနဲ့ကျွန်တော်တို့ကစိတ်ကောင်းတယ်စိတ်ရှိတယ်ဒါပေမဲ့စိတ်မြန်တယ်ကိကနေဆိုတခါတော့ပွဲချင်းပြီးွားမယ် အဲ့လိုကောင်းလေကျွန်တော်တို့ကလာလို့အပြင်သွားမယ်လို့အပြင်မှာသွားပြောမယ်ကျွန်တော်ပြောပြီးသားကျွန်တော်ဘယ်ကောင်းမှမကြောက်ဘူးအဲ့ဒီ PDF လေးတွေတော့မှကျွန်တော်လေးဆိုင်ကယ်နဲ့ကျွန်တော်ဆိုင်ကယ်နောက်မှတင်ပြီးတော့ကျွန်တော်စီအကုန်ခံပြီးကျွန်တော်အိမ်မှာထမင်းခေါ်ကြွေးပြီးတော့ကျွန်တော်လိုက်ခုညီလာကျွန်တော်ပြောတယ်မင်းတို့ကောင်းနေငေါ့ဟိုးလို့တော့ငါဆေးမဆိုင်ကယ်မောအတော့ဓာတ်နဲ့ထုံငါပေတတ်တယ်ဒါပေမဲ့ငါမကြောက်ဘူးငါမင်းတို့ကိုမြစ်တာထားတယ်မင်းတို့မြစ်တာမထားတာထားတာမင်းတို့အကြောင်းလေးရာ ဲ့အောင်မင်းတို့အချိန်တိုင်းမင်းတို့မသက်လည်းငါသေရမယ်ကောင်းပဲလူဆိုတာလို့လောကကြီးမှာအသက်ဆင်းနေပြီဆိုတာနော်ကိုကောင်းမှုလူများကောင်းမှုအကျိုးပြုရင်သေသွားတာသေသွားကြရမှာလူများကောင်းကျိုးပြုရင်လည်းသေသွားကြရမှာကိုတော့လည်းကိုလုံးလူများတော့လည်းကိုလုံးရင်လည်းသေသွားကြရမှာအခုငါပြောပြနေတဲ့ဆိုပြနေတဲ့စကားတွေထဲမှာလို့ငါတော့ကြောင့်ငါပြောလိုက်တဲ့စကားတခွန်းကြောင့်လူတစ်ပတ်သာဒုက္ခရောက်သွားတာလူတစ်ပတ်သာစိတ်ဆင်းရဲသွားတာ လူတစ်ပတ်သာအသက်အိုးအေးတက်စီသွားတာမပါဘူးလို့ငါအဘသာလည်းမဟုတ်အမေသာလည်းမဟုတ်ငါမြန်မာနိုင်ငံသားလို့မြန်မာနိုင်ငံသားတယောက်အနေနဲ့မြန်မာနိုင်ငံကပြည်သူတွေကိုချစ်လို့နော်မြန်မာနိုင်ငံကယဉ်ကျေးမှုကိုတန်ဖိုးထားလို့ဘာသာတရားကိုယိုသေးကိုင်းဆိုင်လို့မြန်မာပြည်သူတွေသေချာပြက်စီးနေတဲ့ဘေးကနေပြီးဝေးရောက်တရားတွေဟောနေတာလို့ဟုတ်တယ်ဟုတ်တယ် ဟုတ်တယ်ကိုစင်ရွာကြီးအခုပလောင်နဲ့ PDN နဲ့အချင်းချင်းချားကုန်ပြီမိုးခုတ်မိုးမိတ်ပါမိုးခုတ်မှာစော်ကုန်ပြီနော်ကျွန်တော်ပြောပြီးသားကျွန်တော်ဟာကြောက်တတ်တဲ့စိတ်စီငါကိုယ်တည်းကျွန်တော်ဒီလမ်းမယူဘူးကျွန်တော်မှာဆုံးဆုံးမှုတွေအများကြီးပဲနော်ဆုံးဆုံးမှုတွေမြဲကျွန်တော်ခရူးမဆိုင်ကျွန်တော်ခရူးမဆိုင်ကျွန်တော်မှာခွန်အားရှိနော်ခွန်အားရှိစားဖို့လည်းကျွန်တော်မပူဘူးအချိန်တိုင်းတော့ဖြစ်သွားမှာ ျွန်တော်တို့ကငပြင်းနေလည်းမဟုတ်နော်ဘလူးစီရမှလည်းမျော်ကိုးပြီးတော့မျော်လင့်ပြီးတော့မှပြီးတော့လည်းစားမနေဘူးမဟုတ်မဟုတ်ပြောတယ်မကြိုက်မကြိုက်ဘူးပြောတယ်အစင်းဆုံးပြောကျွန်တော်တို့တွေကတော်တော်လူတွေနဲ့မတည့်ဘူးဗျလူတွေနဲ့ကျွန်တော်မတည့်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအမှန်တရားပြောတာအခုလိုက်ပြောတယ်တစ်တော့မှပြောတော့ကျွန်တော်လူရှုပ်တယ်ဇရာကြီးရှုပ်လို့ကျွန်တော်ဝမ်းမန်းဆိုးပဲသွားရမြန်ဘာကြောင့်ကျွန်တော်ဇရာကြီးအဆုံးမကတယ် အေးကျွန်တော်တတ်သွားတဲ့အချိန်ကျွန်တော်နိုင်ငံရေးအကြောင်းပဲပြောတယ်လူမှုရေးကျွန်တော်လည်းမပြောတယ် personal ကိစ္စကြီးကျွန်တော်စိတ်မဝင်စားဘူးကျွန်တော်နိုင်ငံရေးအကြောင်းပြောတယ်မြန်မာနိုင်ငံအေးချမ်းမှုပြောတယ်မြန်မာနိုင်ငံငြိမ်းချမ်းမှုပြောတယ်မြန်မာနိုင်ငံတိုးတက်ဖို့ဟုတ်လားကျွန်တော်တို့ဌာနဆိုင်ရာတွေအကျင့်ပြတ်တင်တဲ့ဌာနဆိုင်ရာတွေကိုဟုတ်လားဒီဌာနဆိုင်ရာတွေကိုဘလို့ကောင်းမောဘလို့မျိုးပြုပြင် ပြောင်းလဲရမလဲကျွန်တော်တို့ဘလို့ဟုတ်လားလိုင်းပေါ်ကနေပြီးတော့ ဟုတ်လားဟိုသူတို့ကိုမြင်တောက်အောင်ဘယ်လိုအော်ပေးရမလဲအစင်းဆုံးပြောရင်နိုင်ငံတော်အစိုးရဆိုတာကနော်ပြည်သူဆိုတာနော်ဆန္ဒထုတ်ဖော်ပိုင်ခွင့်ရှိတယ်နိုင်ငံတော်အစိုးရကိုဝေဖန်လို့ရတယ်နော်ကျွန်တော်ဒါခဏခဏပြောတယ်ဝေဖန်လို့ရတယ်ထောက်ပြလို့ရတယ်စုံချတဲ့စကလုံးအပေါင်းတော့မတုံးမိစေနဲ့ဘာကြောင့်လဲဆိုတော့နိုင်ငံတော်အစိုးရကိုဟုတ်လားစုံချတဲ့စကလုံးကုန်းလိုက်တယ်ဟေ့ဆိုရဲရ မင်းကွာမင်းတိုင်းကြီးမှာရှိတဲ့လူကြီးတွေကိုဆုံးချတဲ့စကားပြောလိုက်တယ်ကမင်းကသုံးစားလို့မရတဲ့ကောင်ဖြစ်သွားတယ်နော်နိုင်ငံတော်အကြီးအကျယ်ပြက်စီမှုဆိုတာအလကားထားတာမဟုတ်မင်းတို့စဉ်းစားမင်းတို့အခုဆဲနေတဲ့ကောင်လေးတွေမင်းတို့ဆယ်တန်းအောင်ရလားဘာသာရေးအကြောင်းတရားမင်းတို့ဘလောက်သိတယ်မင်းတို့အခုဆဲနေတဲ့ကောင်ကောင်လေးတွေဟိုတနေ့ကအလုပ်ထဲမှာအားတဲ့တိလားအားအား तू ကဘယ်လိုလဲဆိုတော့ဒီဇာတိမှန်တဲ့ချင်းကိုအားရဝန်တာနဲ့ကျွန်တော်ပြောတာ အားတဲ့အဲ့ဒီဇာတိမန်တခြင်းကျွန်တော်ကြောင်းနေတော့ဆိုတာလေးတဲ့စက်သိန်းတွေမှာပြင်းပြင်းမြန်းထားတယ်တဲ့အဲ့ကလေးတွေအသက်20ကျော်ပဲရှိတယ်တဲ့လားကျွန်တော်သားရင်လည်းမတိမ်မငြိမ်နေဘူးအားတဲ့ကျွန်တော်ကဝင်နေဝင်လာကျွန်တော်ပြောဟာဟုတ်လားအဲ့ဒီဇာတိမန်တခြင်းကိုလို့ဘယ်အစိုးရလက်ထက်ကဟာလားဘယ်ဝန်ကြီးကမစုံနဲ့လို့ပိတ်သိမ်းလိုက်လဲသိသလားလို့ဟာတဲ့ဒါကသူတို့ပဲသူတို့ပဲလုံမှာဘောတဲ့မဟုတ်ငါငါတူလို့မဟုတ်ဘူးလို့ အဲ့ဒါလို့မန္တလေးတိုင်းဝန်ကြီးတို့ဇော်မြင့်မောင်လို့အခုတော့မရှိတော့ပေသွားပြီလို့ကိုကစကားကိုဆက်မလို့စကားကိုဖြတ်ချအဲဘယ်ပါတီကလည်းတိလာလို့ကိုကသူတို့ကိုကွင်းကိုကွက်မြင်အောင်ပြောဖို့ဒါပေမဲ့စကားကိုဖြတ်ပြတယ်။မကြောက်လို့ဆိုတော့သူတို့တခွန်းပြောရင်ကျွန်တော်ကစေကုန်းခွန်းစေတော့ကျွန်တော်ပြန်ထောက်ပြီးပြန်ပြောနိုင်တယ်။အဲ့လိုပြောနိုင်တဲ့ကကြောင့်သူတို့ကျွန်တော်စကားစင်မပြောနိုင်ဘူး။ဘာကြောင့်လဲ?သူတို့ရဲ့အသိသူတို့ရဲ့အတွေးကသူတို့ရဲ့ဖြတ်သန်းလာတဲ့ တို့ရဲ့အတွေ့အကြုံကကျွန်တော်တို့လောက်ရင်ကြံမှုမရှိနော်ကျွန်တော်တို့ဆိုတာကကျွန်တော်အသက်ရွယ်နေနေတော့မှနော်ကျွန်တော်အသက်ရွယ်နေတော့မှကျွန်တော်လိုဖြတ်တမ်းမှုမရှိတဲ့လူတွေအများကြီးစားဆိုတာတမိုင်းရောင်းဆိုတာကျွန်တော်တို့6တန်9တန်လောက်ခဲနေပြီနော်ကျွန်တော်ကတမိုင်းကိုအယံဝါဒနာပါကဘာတမိုင်းတွေရောမြမတမိုင်းတွေရောနော်စာတုံးငညိုလိုပဲတွေးတဲ့တမိုင်းတွေကျွန်တော်ဖတ်တယ် เนาะဟုတ်တာမဟုတ်တာကိုအောင်အောင်နဲ့ကိုဆုံးဖြတ်တယ်စဉ်းစားတယ်เนาะကျွန်တော်တို့တိုင်းကြီးမှာเนาะတကယ်ကို တိုင်းကြီးကိုရွရွချွတ်ချွတ်တွန်းလန့်တော်လန့်ခဲ့တဲ့ပုံကိုယ်တွေစဉ်းစားပြောရင်ဗျာဘူတိုက်ချုံလို့ဟာအစားကျွန်တော်ဖတ်ခဲ့တာเนาะအခုဒီအဲ့ဒီအညာဘက်ကဒီဗာလဲကျွန်တော်တို့ထဲမှာရောက်နေတာဗာလဲအဲ့ဒီအလုပ်ထဲမှာရောက်တဲ့ကလေးတွေកောင်းလေးတွေကျွန်တော်နဲ့မတိမ်မရင်အသက်40လောက်တော့မှာသေးတယ်ကျွန်တော်တို့ဒီ ။ဟိုပါလေဘုဒ္ဓဘာသာနဲ့ခရစ်ယာန်နဲ့ဝါရပြိုင်တာပါလေ။အဲ့ဒီဥစ္စာကျွန်တော်မျိုးတွေသိလားမသိဘူးကျွန်တော်မေးပါဗဇက်လည်းမအခုပြောမယ်ဆိုစကားလမ်းကြောင်းတဲ့ဟောလို့ပြောတာဒီဘုရားဘာသာနဲ့ခရစ်ယာန်နဲ့ဝါရပြိုင်တယ်လေညာဆရာတော်ဥဒ္ဓမပဲဘွဲ့နာမယ်ဥဒ္ဓမပဲအဲ့မှာခရစ်ယာန်တွေဘုရားဘာသာကိုကူပြောင်းလာတာအဲ့ဒါကြီးကျွန်တော်မေးတာသူတို့မသိဘူး တို့နေကနေမသိဘူးသိလားကျွန်တော်အခုပဲစာပြတင်လေးအဲ့ဒါတွေကကျွန်တော်တို့တွေကငငယ်လေးတွေအဲ့သမိုင်းကြောင်းကျွန်တော်ဖတ်ခဲ့ပွားပြီအဲ့ဒါတွေကသိလားကြောက်ကွင်းကြောက်ကွင်းရေတော့ဘုံကြောက်ကွင်းရေတော့ဘုံအရင်ကဖတ်လို့ခေါ်တာအခုချိန်ဒီလေ YouTube တို့ Google တို့မှာအပန်နေနဲ့လူများပြောတာကိုနားထောင်လို့ရတယ်ကျွန်တော်မေးတယ်သူတို့မသိဘူးအဲ့ဒီကြောက်ကွင်းရေတော့ဘုံဗျာအဲ့ဒီ တို့ကလည်းကျွန်တော်လည်းနေရခေါ်လို့မထိတာအစင်းဆုံးပြောရင်လေးလာအာမရှိဘာကြောင့်လဲဆိုတော့တို့ကလုံးဝတာဇန်နေကြလားတာဇန်နေဖြစ်တဲ့အတွက်စာပေဘူးသူတို့လည်းတို့မဖားခဲ့ဘူးဖြတ်တန်းကနေအတွေးကြုံကထဲထိုးတော့ထဲထိုးတော့တဲ့အစင်းတော့ပဲရှိတယ်ဆိုတော့တို့မသိကျွန်တော်တို့ကထဲလည်းတို့ခဲ့ဘူးတယ်နော်အကုန်လုံးကျွန်တော်တို့ကဖြတ်တန်းခဲ့တာ အလေကားဖြတ်ပန်းခဲ့တာမဟုတ်ကြည်လာပတ်ချလေကိုကြည်လာအဲ့ဒီကြောင့်မလို့ကျွန်တော်တို့ကသိနေတယ်အစင်းဆုံးပြောရင်ကျွန်တော်ပြောရတဲ့ဇကားကြီးထဲမှာနော်မြန်မာနိုင်ငံမှာအစိုးရဖွဲ့နေတဲ့ဌာနဆိုင်ရာတွေအရန်ကောင်းပါတယ်လို့ကျွန်တော်ညွှန်းရတာမဟုတ်ဘူးအဲ့ဒီဌာနဆိုင်ရာထဲမှာအာဂရိလိုက်စားတဲ့ပုံကူတွေအများကြီးရှိနော်ဒါကမိစားတဲ့လူတွေသိလိုက်အဲ့ဒါကျွန်တော်တို့တိုင်းပြည်တစ်ခုတည်းလားမဟုတ်ဘူး노 ်ထိုင်းနိုင်ငံလည်းကြည်ထိုင်းနိုင်ငံမှာနော်စေးနေတယောက်ရဲ့လာစားတာအ ਨੇ ဆုံးဘတ်တသိန်းဝဲမှာရှိတယ်စဉ်းစားတော့အဲ့လိုပုံကိုယ်ရောင်မှမလုပ်ဘောပေါ့ကျွန်တော်မြန်မာနိုင်ငံမှာစေးနေတယောက်လာစားတကြည်ဘလောက်ရှိလဲလို့နော်အဲ့ကြောင့်မလို့နိုင်ငံမတိုးတက်နေတဲ့၍နိုင်ငံဆင်းရဲနေတဲ့၍ဒီအကြရေကင်းစင်မှုရှိတယ် ။ဟုတ်ပြီ။နိုင်ငံတိုးတက်အောင်မလုပ်အောင်။နိုင်ငံတိုးတက်စီချင်မင်းတို့အကြမ်းဖက်လက်နက်ကင်တွေအကောလုံးလက်နက်ချအစင်းဆုံးပြောနိုင်ငံတော်အစိုးရအောင်လေကျွန်တော်ဒီနေရာနဲ့ပြောကြတယ်။ကျွန်တော်တို့တိုင်းပြည်တိုးတက်ဖို့အတွက်ကျွန်တော်တို့ပြည်သူတွေအေးချမ်းဖို့အတွက်နော်။ငြိမ်းချမ်းရေးတို့ MC တို့ကျွန်တော်မလို့ချင်းအကောလက်နက်ချကဒီတော်တွေလဲပါကောင်တွေမဟုတ်ဘူးပြည်သူပဲပြည်သူလုံးချင်းသလားပြည်သူလုံးချင်းပြည်သူလိုပဲနေရမယ် ကျွန်တော်တို့ကပြည်သူလိုမျိုးနေပြီးတော့သူတို့ကကြတော့ကျွန်တော်တို့ကကြောက်နေရမယ်ရေဆိုတာတဘာဝမကြောက်လေညာဟုတ်တော့လားကျွန်တော်တို့ကကြတော့ကျွန်တော်တို့ကဘာလမ်းနှမမရှိကျွန်တော်တို့ကပြည်သူလိုနေသူတို့ကကြတော့ဟာလာ MCA တို့ငင်းငင်းကြီးတို့ဘာကောင်းနေညာကောင်းနေဆိုတဲ့တန်တဲ့ပြီးတာဟမ်အဲ့ဒါလို့တန်တဲ့ပြီးတာလို့အမြဲတမ်းအဲ့ဒါလိုမျိုးစစ်တောက်ကိုပြန်ပြန်တိုက်နေတာခင်ဗျားတို့မြန်မာနိုင်ငံငင်းငင်းကြီးနေတိုးတက်ချင်တယ်အဲ့ဒီကောင်းနေအပြုတ်စင်းအဲ့ဒီကောင်းနေကိုလမ်းနှအကုန်ချခိုင်းတကောင်မမလို့ဘယ်ဘွဲစီမမလို့ အေးအခုမြန်မာနိုင်ငံကစစ်တားလက်အောက်ခံ BGR လို့မျိုးအေးအဲ့လိုမျိုးဆိုကျွန်တော်ခွင့်ပြုတယ်နားလဲတယ်ဒါကသူတို့နေချောင်းနေချားသောအဖြစ်ပြန်ထားတာဟုတ်တော့လားအဲ့လိုမျိုးမြန်မာနိုင်ငံမှာလက်နက်ကိုင်ဖွဲ့စည်းမရှိတော့ဘူးလေဆိုရင်မြန်မာနိုင်ငံမှာစစ်ပွဲဆိုတာမရှိတော့စစ်ပွဲမရှိတော့ဘူးလေဆိုရင်အခုဦးမင်းအွန်လိုင်းပေါ်ရနေတာအလဲကားပေါ်ရတာမဟုတ်နိုင်ငံတကာပတ်ပြီးသွားနေတာဟင်စီးပွားရေးဘာဖိုရန်ညာဖိုရန်နဲ့သွားနေတာအစင်းဆုံးပြောရင်နိုင်ငံတကာကလည်း ။နော်စီးပွားရေးလုပ်ဖို့နိုင်ငံရေးတကယ်စီးပွားရေးအရင်းစင်နေတာ။တို့ကကြည့်နေတယ်။စဉ်းစဉ်းလေးအခုတိုင်းမှာဟုတ်လားတို့ရဲ့ပေးတို့တိုင်းစိုးရောက်ပေးရမယ့်အခွန်အခါနဲ့အခုမြန်မာနိုင်ငံမှာပေးရမယ့်အခွန်အခါစဉ်းစားလေးဗျဘယ်တိုင်းကြီးကိုဝင်မလဲ။ကျွန်တော်တိုင်းမှာလူသားအရင်းမြစ်လုံသမားအရင်းမြစ်ဒီတပုံကြီးဟမ်မြန်မာနိုင်ငံမှာညီလို့မြည်ရမ်းနေကိုတနေ့ကပြောတယ်မြည်လို့မြည်ရမ်းဥပိုင်နေဥပိုင်နေတယ်ဘဇက်ကထင်တိုင်းရှောင်းမပြောရအောင်သိလား Làm nhái thì... gì đấy Đó là vô nhi